Hello အားလုံးပဲမင်္ဂလာပါရှင်ဒီ inner life ပိုင်းချမ်းမှာပြန်လဲကျူးဆိုပါရနော် reading လေးတစ်ခုလုပ်ပေးခြင်းလို့ပေါ့နော်တက်လာဖြစ်တယ်အစကတော့ဟိုနှစ်ခုလုပ်ပေးမယ်ပေါ့နော်အဲတစ်ခုက career နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့ကိုဒီပေါ့နေတဲ့နေရာမှာအဆင်မပြေလို့ပဲဖြစ်ဖြစ်ပြောင်းချင်နေတဲ့သူလေးတွေပေါ့ပြောင်းရွှေ့လုပ်ချင်နေတဲ့သူလေးတွေအတွက်တစ်ခုလုပ်ပြီးမယ်အဲပြီးရင်အချစ်ရေးအတွက်တစ်ခုလုပ်ပြီးမယ်ဆိုပြီးတော့မှန်ထားတာပေါ့နော် ဒါပေမဲ့အခုစဉ်းစားကြည့်လိုက်တော့အဲ reading ကြည့်ရင်လည်းပေါ်လာမှာပေါ့နော်ပေါ်လာရင်အခြေအေးလည်းပေါ်လာပါလာနိုင်နေပေါ့အဲ့တော့အဲတခုတည်းပဲပေါင်းပြီးတော့လုပ်ပြီးလိုက်ပါမယ်အဲ့ဒီတော့အဲအပြောင်းအရွှေ့တို့မဟုတ်ရင် transformation အပြောင်းလဲပေါ့နော် ကိုယ့်ရဲ့ဘဝထဲမှာဗာလေးတွေဖြစ်လာဖို့ရှိလေ။နေရာပြောင်းခြင်းနေတဲ့သူလေးတွေဘဝမှာ lifestyle အပြောင်းအလဲဖြစ်ခြင်းနေတဲ့သူလေးတွေပေါ့ဘလို့အပြောင်းအလဲမဆိုပေါ့နော်။အပြောင်းအလဲဖြစ်ခြင်းနေတဲ့သူလေးတွေအတွက်ကြည်ပေးမှာဖြစ်ပါတယ်။စားလိုက်ကြအောင်။ collective လေးတွေရဲ့ထုံစံအတိုင်း energy check ပေးမှာဖြစ်ပါတယ်နော်။ energy လေးရင် check ပါမယ်ရှင်။ ကဲ reading ကြည့်နေတော့လေးမှာပဲပေါ့နော်ဒီနားမှာအလှလေးတခုရှိရဲ့အဲ့ကနေပြီးတော့အတန်လေးတွေဝင်သွားရင်နားလည်ပြပါရှင်နော်ငယ်ငယ်လေးအတန်မြင့်ပြီးတော့ပြောပေးမယ်အခုကဒီနေ့ကြည်နေတယ်ပေါ့နော်ဒီ reading ကိုကြည်နေတဲ့ collective လေးတွေရဲ့ energy ကိုအရင် check ပါမယ်နော်အဲဒီ reading လေးရဲ့ title ကတော့2026ထဲမှာကိုယ့်ရဲ့ဘဝတွေကိုဘယ်လိုအပြောင်းအလဲလေးတွေဝင်လာမလဲဦးအိမ်ပြောင်းသွားဖို့ရှိလား နေရာထိုင်ခင်းပြောင်းသွားဖို့ရှိလားအချီရေးမှာပြောင်းလဲလေးတွေရှိနိုင်လားဘလို့ပြောင်းလဲလေးအလုတ်ကင်နဲ့ပတ်သက်ပြီးဘလို့ပြောင်းလဲလေးတွေရှိနိုင်လဲနော်တနည်းအားနဲ့တနည်းအားပြောင်းရတာမျိုးရှိလားအပြောင်းလဲပြောင်းရွှေ့ဘလို့ဟာမျိုးမဆိုပေါ့နော်2026ထဲမှာကိုရဘွားတွေကိုဝင်ရောက်လာမယ်အပြောင်းလဲလေးတွေကဘာဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ ကြည့်ပေးမှာဖြစ်ပါတယ်ဘေးနားမှာအလိုအတန်ဆူနေတဲ့အတွက်ဒါလေး shuffle လုပ်တဲ့အချိန်လေးဗီဒီယိုလေးခဏ pause လုပ်ထားပါမယ်နော်ဒါလေးနားလည်ပြီးပါရှင် collectively ရဲ့လက်ရှိ energy အတန်တိတ်သွားတယ်အခုချိန်နေလောက်လာပြီနော် collectively ရဲ့လက်ရှိ energy အပြောင်းလဲတွေလိုချင်နေတဲ့သူလေးတွေမှန်တည်ပါတယ်နော်ပထမဆုံးကြလာတဲ့ကတ်ကလေးက201 scale ဖြစ်တယ်ပေါ့နော်201 scale ကရဲ့ သဘောကသူကအပြောင်းလဲကိုလိုလာနေတာပါနော်သူဘာလေးလုပ်ရင်ကောင်းမလဲဒီမှာဒီနေရာမှာလက်ရှိနေရာမှာဆက်နေရင်ကောင်းမလားနော်လက်ရှိနေရာမှာဆက်နေရင်ကောင်းမလားတဲ့ပြောင်းရွှေ့ရရင်ကောင်းမလားပေါ့နော်အဲ့ဒါလေး ਨੇ ပတ်သက်ပြီးတော့ waiting လုပ်နေတဲ့အချိန်လေးဖြစ်ပါတယ်အဲလက်ရှိဒီနေရာမှာဆက်နေရမလားပြောင်းရွှေ့ရမလားဆိုတာလေး ਨੇ ပတ်သက်ပြီးတော့ collective လေးတွေလက်ရှိအခုဒီဗီဒီယိုကြည့်နေတဲ့ collective လေးတွေရဲ့ energy ဖြစ်ပါတယ်เนาะဒီ collective လေးတွေက2026ထဲမှာဗောနော်ကိုယ့်နဲ့ energy ကပ်ညီရဲဆိုရင်ယူပါเนาะ reader ကတော့တွေ့ရင်တွေ့တဲ့အတိုင်းလေးပဲပြောပြပါမယ်ကိုယ့်နဲ့ energy ကပ်ညီရဲဆိုရင်เนาะ อืมဗောဒီ reading ကစက်ကြည့်မဲ့ဟာလေးတွေကကိုယ့်နဲ့ပုံပြ resonate ဖြစ်မဲ့ဗောနော်အဲဘာလို့လဲဆိုတော့အခုကြည့်တဲ့ collective လေးတွေကလူအများစုကိုခြုံပြီးကြည့်တာဖြစ်တဲ့အတွက် energy က များတယ်ပေါ့เนาะအဲ့ဒီအတွက်ကိုနဲ့ကိုက်ညီတဲ့ဟာလေးတွေကိုယူပေးပါเนาะအဲ့တော့ဒီထဲမှာတွေ့ရတဲ့အတိုင်းဆိုရင် collective play တွေကအခုဒီဗီဒီယိုကိုကြည့်နေတဲ့ collective play တွေကအမှန်တကယ်ပဲစိတ်ထဲမှာအပြောင်းလဲတစ်ခုခုကိုလိုလားနေတဲ့သူလေးတွေဖြစ်တယ်ပြောင်းရင်ကောင်းမလားအဲပေါ့ကို plan နေတဲ့သူလေးတွေဖြစ်တယ်เนาะ decision မချရသေးဘူးဆိုပေမဲ့လို့ မျောလင်းချက်ရှိနေတယ်အပြောင်းလဲလေးကိုလိုလားတဲ့သူလေးတွေဖြစ်တယ်နေရထိုင်ခင်းဆိုရင်လည်းဒီနေရာမှာဆက်ပြီးတော့ဒီမျိုးဒီရွာမှာဆက်ပြီးနေတဲ့လားတခြားနေရာလေးတွေကိုပြောင်းရွှေ့ရမလားသို့မဟုတ်ရင်ဒီအလုံးမှာဆက်လုပ်တဲ့လားတခြားအလုံးလေးကိုပြောင်းလို့ရရင်ကောင်းမလားနှစ်ခွခွနေတဲ့သူလေးတွေပေါ့နော်အချိန်မှဆိုရင်လည်းနည်းနည်းဟွန်းဘောဒီနေရာဒီအချိန်ဒီလူနေရာတိတ်ပြီးတော့ဟိုပေါ့နော် အစင်မပြီဘူးပေါ့နော်လက်ရှိသွားနေတဲ့ကိုနဲ့တူတူဒေးလုံးနေတဲ့သူလေးတွေနဲ့ကပေါ့အစင်မပြီးတာဖြစ်နိုင်တယ်လို့တွေးအေးနေတာလားကိုယ်စိတ်တိုင်းမကြတာအဓိကတော့ကိုယ်စိတ်မှာ satisfy မဖြစ်ဘူးအဲ့ဒီအတွက်ကိုကအပြောင်းလဲတစ်ခုခုလိုချင်တယ်သို့မဟုတ်ရင်အဲပေါ့လုံးဝအစင်ပြီးနေတဲ့ relationship လေးတွေဆိုရင်လည်း အပြောင်းလဲတစ်ခုကိုလှုပ်ချင်တယ် next step ကို သွားချင်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲဥမာလောလောဆယ်မှာ RS ဆိုရင်အဲပေါ့နော် engagement လှုပ်ချင်တာမျိုးတစ်ခုခုပေါ့အတိအမှတ်ပြုခံချင်တာမျိုးအဲ့လိုမျိုးတစ်ခုခုအပြောင်းလဲတစ်ခုကိုလှုပ်ချင်နေရဒီ cycle ရဲ့အတိုင်းမသွားချင်တော့ဘူးအခုလိုပဲအဲအခုလက်ရှိပေါ့နော်အဲသွားနေတဲ့ routine ကြီးအတိုင်းသွားမသွားချင်တော့ဘူးနောက်ထပ်အဲပေါ့ next step ကိုသူကသွားချင်တာ next step ကိုသွားချင်နေတဲ့သူလေးတွေဖြစ်တယ်။အဲ့တော့ခြုံပြီးတော့ပြောမယ်ဆိုရင်ယခုလက်ရှိဒီဗီဒီယိုကြည့်နေတဲ့ collective လေးတွေကအပြောင်းလဲကိုလိုလားနေတဲ့သူလေးတွေဖြစ်တယ်။နေရာထိုင်ခင်းပြောင်းချင်တာပဲဖြစ်ဖြစ်အလုပ်ကံပြောင်းချင်တာပဲဖြစ်ဖြစ်မျိုးရွာပြောင်းချင်တာပဲဖြစ်ဖြစ်အဲ relationship ရှိတဲ့သူလေးတွေအချစ်ရေးမှဆိုရင်လည်းအပြောင်းလဲတစ်ခုခုကိုလိုလားတောင်းတနေတဲ့သူလေးတွေ next step ကိုသွားချင်နေတဲ့သူလေးတွေတွေ့ရပါတယ်เนาะအဲ့ဒီလိုသွားရမဲ့အချိန်ခါကိုလည်းရောက်နေပြီလို့ ထင်တယ်တချို့ဆိုရင်တချို့ဆိုရင်ဟိုပြောင်းဖို့အတွက်ကိုလုံးဝ decision ချပြီးနေပြီဟိုဘောဘယ်လိုခေါ်မလဲပြောင်းဖို့နေရာဆိုရင်လည်းပြောင်းဖို့စီစဉ်နေတဲ့သူလေးတွေဖြစ်နိုင်တယ်အခြေရေးဆိုရင်လည်းခုနပြောလို့ next step ကိုသွားခြင်းနဲ့ဆိုရင်လည်းသွားဖို့အတွက်ကိုပြင်ဆင်နေပြီเนาะ ပြင်ဆင်နေပြီလုံအောင်တက်ကြွနေပြီအဲ့လိုအဲ့လိုလူလေးတွေကိုတွေးရတာဖြစ်ပါတယ်။နောက်တချို့ဆိုရင်အပြောင်းလဲကတကယ်ကို2026မှာအဲဆစ်ဆက်ဖို့ရှိတယ်။2026မှာလက်ထပ်ပွဲလုပ်ဖို့လက်ထပ်ဖို့ရှိတယ်။2026ထဲမှာအလုတ်ကိုင်းကပြောင်းသွားဖို့တည်ချာနေပြီနော်။အဲ့လိုမျိုးပေါ့နော်။တခုခုကိုပြောင်းသွားဖို့ကိုယ်စိတ်မှာလုံအောင်တည်ချာနေပြီဆိုတဲ့သူလေးတွေများတယ်။ နော်အဲ transformation တချို့ဆိုရင်အပြောင်းလဲကိုလိုချင်နေတာရှိတယ်ဒါပေမဲ့တချို့ကပြောင်းမှုပြောင်းအဲ့အပြောင်းလဲကလုံးဖို့တည်ချာနေပြီ clarity ဖြစ်နေပြီပေါ့နော်ကိုယ့်ရဲ့စိတ်မှာအဲ့ဒီဟာကိုဖြစ်နေတဲ့ကိုအခုပြောင်းကိုပြောင်းရမယ်လုတ်ကိုလုတ်ရမယ်နော်တည်ချာနေတာကိုအချိန်ကိုစောင့်နေတဲ့သူလေးတွေပါနော် waiting လုပ်နေတဲ့သူလေးတွေဖြစ်ပါတယ်အချိန်တစ်ခုကိုစောင့်နေရတာကိုကတော့လုံးမတည်ချာနေပြီအချိန်ဤအချိန်ခါကိုစောင့်နေတာ เนาะအချိန်နေမပေးသေးလို့စောင့်နေရတာအချိန်ကိုတစ်ခုခုမရောက်သေးလို့ right time ကိုစောင့်နေရတာအဲ့ဒီလိုလေးတွေဖြစ်ပါတယ်เนาะဒီ energy နဲ့ကန့်ရည်ဆိုရင်ဒီ reading ကိုစက်ကြည့်လို့ရပါပြီเนาะစက်ကြည့်လို့ရပါပြီအဲ့ဒီတော့အခု collectively ပေါ့เนาะဒီ collectively အခုကြည့်နေတဲ့သူလေးတွေပေါ်ရတဲ့ကိုခု96ထဲမှာကိုပလန်ထားတဲ့အတိုင်းကိုဖြစ်ချင်တဲ့အတိုင်း ဖြစ်လာမဲ့ပြောင်းလဲလေးတွေကဘယ်လိုပုံစံမျိုးလေးလဲကြည့်ရအောင်ဘယ်လိုပြောင်းလဲလေးလာမလဲဆိုတာကြည့်ရအောင်2026ထဲမှာရောက်လာမယ် collective lady ရဲ့ဘွားတွေကိုရောက်လာမယ်အပြောင်းလဲလေးတွေကဘာဖြစ်မလဲ collective lady ရဲ့ဘွားတွေကိုရောက်လာမယ်ပြောင်းလဲလေးတွေကဘာဖြစ်မလဲ2026ထဲမှာ collective lady ရဲ့ဘွားတွေကိုရောက်လာမယ်ပြောင်းလဲရဘာဖြစ်မလဲအဲ့တော့ collective lady တွေနော် collective လေးတွေအဲကိုဘွားတွေကိုရောက်လာမဲ့အပြောင်းလဲလေးတွေကနိုင်เนาะကလေးတွေပြန်စီလာအောင်ကဲ collective လေး collective လေးတွေ2026ထဲမှာဘလို့အပြောင်းလဲလေးတွေကိုဘွားတွေကိုဝင်ရောက်လာမလဲဆိုရင်ခုနကကိုပလန်ထားတဲ့ຢာလေးတွေကိုစီစဉ်ထားထားတဲ့ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့ကိုကတော်တော်လေး အဆင်ပြေတဲ့အနေအထားဖြစ်အောင်ကိုပလန်ထားတဲ့ဟာလေးတွေကိုလေအရင်လိုတွေးဝေနေတာမျိုးတွေးဟာဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ကိုဖြစ်ချင်တဲ့အရာတွေကိုဖြစ်အောင်လုပ်နိုင်မဲ့အချိန်လေးတွေရောက်ရှိလာမှာဖြစ်ပါတယ်2026ထဲမှာအရာနှုံးပြည့်မဟုတ်ဘူးဆိုရင်တောင်မှလေအနေအထားတစ်ခုရောက်အောင်ကတော့ကိုမှန်းထားတဲ့အတိုင်းအပြောင်းအလဲတွေကိုကိုကိုယ်တိုင်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်လုပ်နိုင်မှာဖြစ်ပါတယ်เนาะအဲ့ဒီအချိန်မှာ အပြောင်းလဲလေးတွေကိုကိုလုံနေတဲ့အချိန်မှာကိုအဲ့လိုအပြောင်းလဲတွေလိုရတဲ့အချိန်မှာကို့အတွက်ပေါ့နော်ဘသူထားပါတော့နော်ဒီလိုအပြောင်းလဲဆိုတာကတော့အပြောင်းလဲလေးတွေလုံတဲ့အချိန်မှာတော့အကုန်လုံးကဟိုပေါ့လွယ်လွယ်ကူကူနဲ့ဖြစ်ဖြစ်လာကြတာတော့မဟုတ်ဘူးပေါ့နော်အဲကိစ္စတစ်ခုကိုပြောင်းလဲရတဲ့အချိန်မှာ level တစ်ခုပေါ့နော်ဟိုအပ်ဖြစ်သွားတဲ့အချိန်မှာတော့လေဘသူမဆိုယုံကခံရတိုက်ခိုက်ရမျိုးလေးတွေတော့ရှိနိုင်တယ်ဒါပေမဲ့အဲ့ဓာတွေကို အတိုက်အခိုက်တွေကိုကြော်လွားပြီးတော့ကိုကလေကိုဖြစ်ချင်တဲ့ကိုပလန်ထားတဲ့ကိုအစီအစဉ်ဆွဲထားတဲ့ကိစ္စတွေကိုဟိုပေါ့တော်တော်အခြေအနေတစ်ခုအထိပေါ့နော်ရောက်အောင်ကိုသွားလိုက်နိုင်မယ်ပေါ့နော်အဲ့ဒီလိုမျိုးတွေ့ရတယ်နော်ငွေကြီးကြီးအလောက်ကင်ပိုင်းဆိုင်ရာမှာဆိုရင်လည်း level တစ်ခုကိုရောက်သွားမယ်နော် level တစ်ခုကိုရောက်သွားမယ်ခုချိန်မှာကိုကနည်းနည်းပေါ့နော်အဲ အခြေအနေကနည်းနည်းလိုဖြစ်နေတဲ့အနေထားဆိုရင်လည်းနည်းနည်း level up ဖြစ်ပြီးတော့နည်းနည်းလေးပေါ့ဥမာရာဓုတိုးသွားတာမျိုးဥမာပေါ့နော်အလောက်ကင်မှာဆိုရင်လည်းရာဓုတစ်ခုရာဓုတစ်ဆင့်ကိုတက်သွားတဲ့အခြေအနေမျိုးလေးတွေဖြစ်နိုင်တယ်ဘဝမှာဆိုရင်လည်းကိုယ်လက်ရှိဥမာသူများဥမာအဲပေါ့ကိုကအခုချိန်မှာအမိကိုမကင်းသေးဘူးဆိုရင်လည်းပေါ့နော်မိကိုလုံးဝကင်းသွားမယ်လို့တော့မပြောဘူးဒါပေမဲ့ကိုကအဲ့ဒီလိုမိခိုနေရတဲ့ အခြေအနေတစ်ခုကနေပြီးတော့ဗောနော်ကိုယ်ဝင်ငွေနဲ့ကိုယ်အလုပ်ကိုင်းနဲ့ဗောကိုယ်ဝင်ငွေတစ်ခုနဲ့ဗောနော်ကိုယ်ဘဝကဟိုနည်းနည်း level up ဖြစ်သွားမယ်လုံးဝကြီးလွတ်သွားပြီ independent ဖြစ်သွားမျိုးမဟုတ်ဘူးဆိုရင်တော့ကိုယ်ဝင်ငွေနဲ့ကိုယ်အရင်ကဝင်ငွေမရှိတဲ့လူဆိုရင်လည်းဝင်ငွေလေးတွေရှိလာမယ်ဗောနော်ကိုယ့်အတွက်အရင်ကဟိုဗောအိမ်မှာတတ်တတ်ဟိုဗောနော်ဟိုနည်းနည်းညူညူညင်ခံရတယ်ဗာညာဆိုရင်လည်း ုချိန်မှာကိုယ်ဝင်နေကိုကိုကကိုယ့်ရဲ့ income လေးတွေရလာပြီးတော့ကိုကယက်တည်နိုင်သွားတဲ့အနေအထားပေါ့နော်လုံးဝလွတ်လွတ်ကျွတ်ကျွတ်ကြီးယက်တည်နိုင်သွားတာမျိုးမဟုတ်ရင်တောင်မှအဲအနေအထားတစ်ခုအနေနဲ့ယက်တည်နိုင်သွားတာမျိုး၂26ထဲမှာဖြစ်လာမယ်လို့တွေးရတယ်ကိုမသိသေးတဲ့အရာတွေသိလာရမယ်ကိုကိုကဥမာဒီအလုတ်အကင်နဲ့ပတ်သက်ပြီးတော့ဟိုပေါ့နော်ဒီတဲ့ပို့ပြီးတော့ဟိုကောင်းခြင်းနဲ့ဆိုရင်လည်းအဲ့လိုကောင်းလာဖို့အတွက်အခြေအနေလေးတွေကိုတွေးလာရမယ် တွေ့ရှိလာမယ်ဖြစ်တယ်เนาะဒါပေမဲ့ဒီကတ်တွေအရာကြည့်မယ်ဆိုရင်เนาะမိဟောင်းဆွေဟောင်းကိုကိုအလိုပေါ့ကုညီမဲ့မိဟောင်းဆွေဟောင်းလေးတွေတွေ့လာတာမျိုးလည်းဖြစ်နိုင်တယ်ကိုဘဝ level up ဖြစ်သွားဖို့အတွက်ကုညီမားသားမဲ့သူလေးတွေတွေ့လာတာလေးတွေဖြစ်နိုင်တယ်ပြီးရင်ကိုပလန်ထားတာလေးတွေအနေထားတစ်ခုရောက်အောင်ကိုတွန်းတက်သွားနိုင်ဖို့အတွက်เนาะ ကူညီပေးလာမဲ့သူလေးတွေတွေ့လာတာမျိုးဖြစ်နိုင်တယ်။အဲ့ဒီအကူအညီပေးတဲ့လူကအများသောအားဖြင့်လူဟောင်းနေတဲ့အဖြစ်နိုင်တယ်။မိဟောင်းဆွေဟောင်းနေတဲ့အဖြစ်နိုင်တယ်။နော်ဘာလို့လဲဆိုတော့ three gaps ပါတယ် reunion မိဟောင်းဆွေဟောင်းနေနဲ့ပြန်တွေ့ရတတ်တယ်။အချစ်ရေးမှဆိုရင်လည်းကွဲကွာနေတဲ့လူတွေပြန်လဲဆုံစည်းရတတ်တယ်ဆိုတော့2026ထဲမှာဘောနော်လက်ထပ်ဖို့ပလန်ထားတဲ့လူလေးတွေနော်အကုန်ဟို long distance ဖြစ်နေတဲ့သူလေးတွေဆိုရင် ပြန်လည်စုံစည်းရနိုင်ကြီးရှိပါတယ်เนาะဒီကတ်တွေရခဲ့2026ထဲမှာပြန်လည်စုံစည်းရနိုင်တယ်ဥမာရေချမ်းမြေချမ်းမှာရောက်နေတဲ့လူတွေတွေကိုအိမ်ကိုပြန်ဖို့ရှိတယ်ဆိုရင်လည်း2026ထဲမှာဖြစ်လာနိုင်ဖို့ရှိပါတယ်အဲ့လိုမျိုးတွေးရပါတယ်เนาะအဲ့ဒီတော့ဟိုပေါ့အကုံ အကောင်းနေကြီးလားဆိုရင်တော့အဲ့ဒီအရာတွေအကုန်လုံးမှာအတိုက်ခိုက်လေးတွေတော့ရှိနိုင်ပါတယ်เนาะကိုကို မလိုလိုတိုက်ခိုက်တာမျိုးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ plan ကိုဖျက်လို့ဖျက်စီးလုပ်ချင်တာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေတော့တွေးလာဖို့ရှိတယ်ဒါပေမဲ့မပူပါနဲ့ကိုကဟိုကလက်ဦးမှုရနိုင်မယ်လို့တွေးတယ်နော်လက်ဦးမှုရနိုင်တယ်အတိုက်ခိုက်ကမရှိဘူးလို့မပြောဘူးအနှောက်အယှက်ကမရှိဘူးလို့မပြောဘူးရှိမယ်နော်ရှိမယ်ဒါပေမဲ့ကိုကအားလုံးကိုအနိုင်ပိုင်းနိုင်နိုင်မယ်လို့တွေးရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါလေးတွေကို clarify လုပ်ကြည့်မယ်နော် clarify လုပ်ကြည့်ပါမယ်နောက်ကတန်းလေးတွေဆူသွားရင် sorry ပါနော်ခုနတခုပြောခဲ့ဖို့ကြံခဲ့တယ်เนาะကိုယ့်ရဲ့အတိုက်ခိုက်ကလေ ဘောတုံမှာတွေ့ထားဖြစ်တဲ့အတွက်ကိုယ့်ရဲ့အတိုက်ခိုက်ကလေကိုကိုကိုဖြစ်ချင်တဲ့ကိစ္စတွေကိုမဖြစ်အောင်เนาะကိုပလန်ထားတာလေးတွေကိုပြက်လို့ပျက်စီးဖြစ်အောင်ပြီးရင်อืมကိုရဲ့ပေါ့နော်ခုလို reunion ဖြစ်ဖို့ကိစ္စလေးတွေကိုရဲ့ခုဝင်ငွေလေးတွေရလာဖို့အလုပ်ကင်လေးတွေဖြစ်လာဖို့ကိစ္စလေးတွေမှာဘလို့တိုက်ခိုက်မလဲဆိုရင်မယိုးမသားမယိုးမသားတိုက်ခိုက်တာမျိုးလေးတွေဖြစ်နိုင်တယ် ကိုကိုဟိုဘောစကားလေးတွေနဲ့ပေါ့နော်ဟိုဟိုလိုလိန်ပြောညာပြောပေါ့နော်ဒါကတော့တဲ့တဲ့ပြောမယ်ဆိုရင်တော့လိန်ညာပြောတဲ့လူလေးတွေတွေ့နိုင်တယ်နော်မယိုးမသားလေးတွေကိုရဲ့အစီအစဉ်လေးတွေကိုအလွဲချော်လေးတွေဖြစ်အောင်ပေါ့နော်အဲ့လိုလုံးမဲ့လူလေးတွေဖြစ်နိုင်ပါတယ်နော်အဲ့လိုလူမျိုးလေးတွေကတိုက်ခိုက်တာမျိုးဖြစ်နိုင်တယ်။အဲ့ဒါလေးတွေသတိထားလို့ရအောင် collective လေးတွေကိုပြောပြတာနော်။အဲဆိုတော့တဲ့ဒါကို client file လုပ်လိုက်တဲ့အချိန်မှာကိုက အမှန်တကယ်ကိုကိုမိသားစုနဲ့နီဥမာကိုရဲ့မိသားစုတစုကိုဟိုပေါ့ collective လေးတွေကမိသားစုဝင်ကိုထမ်းနေတဲ့လူလေးတွေတော်၎င်းသို့မဟုတ်ရင်ဒီမိသားစုထဲမှာကိုကဆရာတော့ဆရာကြတဲ့သူဖြစ်မယ်ဖြစ်မယ်เนาะဘာလို့လဲဆိုတော့ဒီမိသားစုအဲဥမာအိုးအိမ်ပြောင်းမှုပါညာဆိုရင်လည်းကိုကဒီအိမ်မှာအဓိကနေရာပါတဲ့သူတယောက်ဖြစ်နိုင်တယ်เนาะအဲ့တော့ကိုကဥဆောင်ပြီးတော့လုံမယ်ဆိုရင် ိုကဒီမိသားစုအတွက်ဒီမိသားစု stable ဖြစ်ဖို့ဒီမိသားစုအခုချိန်မှာဟိုကိုအိုးကိုအိမ်နဲ့အချိန်မကြသေးဘူးဆိုရင်2026ထဲမှာအခြေကြအောင်လုပ်မဲ့သူလေးတွေเนาะအဲ့လိုလူမျိုးလေးတွေဖြစ်နိုင်မယ်เนาะအဲ့ဒါတကယ်ကိုမိသားစုဒီမှာချင်းထန်းတော့ဖန်နေခဲ့ဖြစ်တဲ့အတွက်လေမိသားစုကပေါ့နော်ပြပြဆုံဆုံနဲ့ကိုအခြေတကျဖြစ်သွားမယ်เนาะအခြေတကျဖြစ်သွားမယ်တတိထားမှာခုနပြောတဲ့ကိုကို อืมကိုရဲ့ဒီကိုရဲ့ plan ကိုကောင်းကောင်းသိတယ်လို့ပေါ့เนาะအဲ့လိုကောင်းကောင်းသိတယ်လို့ကကို့အစီအစဉ်တွေကိုပြတ်အောင်နည်းနည်းဟိုပေါ့သူအရင်ကြီးတော့လည်းမစွမ်းဆောင်နိုင်ဘူးသူကအလိန်ညာလက်ပတ်ကလေးတွေနဲ့ကို့ကိုနှောက်ရက်ဖြစ်အောင်လုပ်မှာဒါပေမဲ့ကို့ကအဲ့ဒါကိုကြော်လွှားနိုင်မယ်အဓိကအဲ့ဒီလိုအချက်မျိုးရှိတယ်ဆိုတာကိုသတိထားဖို့ပဲလိုတာသတိထားဖို့ပဲလိုတာငါကကိုကဖြစ်အောင်လုပ်မယ်ဆိုတော့အစီအစဉ်ရှိပြီးတဲ့အတိုင်းမဲ့ငါဖြစ်အောင်လုပ်နိုင်မှာမလားငါလုံး ငါတကယ်ရောလုံနိုင်မှာမလားဘောနော်ဟိုဘောနည်းနည်းကြောက်စိတ်လေးတွေရှိတယ်ဘာလို့လဲဆိုတော့ကို့အနေနဲ့ကစွန့်စားပြီးလုပ်ရမှာကို့အနေနဲ့ကဒီအစီအစဉ်ကြီးကကိုကစွန့်စားပြီးလုပ်ရမှာစွန့်စားပြီးလုပ်ရမှာ ဖြစ်တဲ့အတွက်ကောင်းသွားရင်လည်းကိုစမ်းမယ်ဘောနော်ကိုနာမည်ကောင်းရမယ်ဘောကို့အနေနဲ့ပြက်စီးသွားမယ်ဆိုရင်ကို့ကိုခုနပြက်ပြက်စီးစေချင်နေတဲ့သူလေးတွေကကို့ကို ဝိုင်းပြီးတိုက်ခိုက်တာမျိုးလေးတွေခံရနိုင်တယ်။အဲ့တော့ကိုယ်စိတ်ကိုခိုင်မာအောင်အရင်လုပ်ပါ။အဲ့ဒီလိုခိုင်မာဖို့ဆိုရင်ကိုကဟိုကိုယ့်ရဲ့ဘာသာရေးတွေလုပ်ဖို့လိုတယ်။ဟိုတရားထိုင်တာပရိစိတ်တာလေးတွေလုပ်ဖို့လိုတယ်။ဘာသာကြားဆိုရင်လည်းကိုယ့်ဘာသာနဲ့ဆိုင်တဲ့ဟာလေးတွေကိုယ်စိတ်ကိုငြိမ်စေမဲ့တမာတိအားကောင်းစေမဲ့အလုပ်လေးတွေလုပ်ပါ။နော်မက်ဒီတေးရှင်းလေးတွေလုပ်ပါအဲ့ဒီမှာအဖြေလေးတွေတွေ့လာမယ်တတိယတဲ့ချိန်လေးပဲခဏတပြုတ်လောက်တာမျိုးမဟုတ်ပဲနဲ့လေအမြဲတမ်းဟိုကို ဘာသာရေးကိုနေ့စဉ်ဟိုအချိန်တစ်ခုပေးပြီးလုပ်မယ်เนาะဟိုဗုဒ္ဓဘာသာဆိုရင်လည်းပရိစိတ်တာတရားထိုင်တာလေးတွေလုပ်မယ်အခြားဘာသာလေးဆိုရင်လည်းဟိုစိတ်တည်ငြိမ်မဲ့ meditation လေးတွေလုပ်ကြည့်ပါเนาะအဲ့လိုလုပ်လုပ်ပြီးတော့မှကိုလုံးမဲ့အရာကိုပလန်ထားတဲ့အရာအစီအစဉ်ဆွဲထားတဲ့ဟာလေးတွေကိုလုပ်ပါအဲ့ဒါဆိုရင်ကိုယ်စိတ်ကအရန်ရှင်းလင်းနေတာ ဖြစ်တဲ့အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်မှာဖြစ်တယ်เนาะအဲ့ဒီတော့အဲ့ဒီလိုလုံနိုင်အဲ့ဒီလိုလုံမယ်ဆိုရင်တော့ ကိုယ့်ရဲ့ခုနပြောတဲ့ယုံကြည်မှုမရှိတာတွေကိုကိုကိုယုံကြည်မှုမရှိတာတွေလုံနိုင်ပါမလားဆိုတဲ့ဆိုရင်ပူပန်စိတ်တွေချောကြသွားမယ်သူတစ်ပါးကကိုကိုလိန်ညာလှည့်ပြားနေတာမျိုးလေးတွေဆိုရင်လည်းကိုကတိတိတတ်တာရှင်းရှင်းလင်းလင်းမြင်လာမယ်အော်ဒါကတော့သူငါ့ကိုလိန်နေတာเนาะဒီဟာကတော့ငါ့ကိုသူတမင်ငါစိတ်ကိုတွေးဝေသွားအောင်လို့စိုက်ဝါးတွေထည့်နေတာအဲအဲ့လိုမျိုးကိုကရှင်းရှင်းလင်းလင်းသိသွားမယ်အဲ့ဒီရှင်းရှင်းလင်းလင်းသိဖို့ဘာလုပ်ရမလဲဘာသာရေးလုပ်ရမလဲစိတ်တည်ငြိမ်အောင်လုပ်ရမလဲ နော်စိတ်ထည်နေအောင်လုပ်ရမယ်အဲ့ဒီလိုမျိုးလုပ်မယ်ဆိုရင်ကိုကကိုရဲ့ဘဝမှာဝင်ငွေအလုတ်ကိုင်းအားလုံးက level up ဖြစ်သွားမယ်နော် level up ဖြစ်သွားမယ်အချိန်ရင်းမှာဆိုရင်လည်းအဲဘောကိုကအခုချိန်မှာမရှင်းမလင်းမပြတ်မသားဖြစ်နေတဲ့အချိန်နေဆိုရင်ရှင်းရှင်းလင်းလင်းဖြစ်သွားမယ်ချစ်သူမဖြစ်သေးတဲ့သူတွေဆိုရင်လည်းချစ်သူဖြစ်တဲ့အထိဖြစ်သွားနိုင်တယ်အပြောင်းလဲလေးတွေဖြစ်သွားနိုင်တယ်နော်အိုးအိမ်လေးတွေအပြောင်းရွှေ့လေးတွေဖြစ်နိုင်တယ် ကိုအလုံးမရှိသေးတဲ့လူလေးဆိုရင်လည်းကိုကိုမေတ္တာစေတနာရှိတဲ့သူလေးတွေကလောကင်လေးတွေနဲ့ဖြစ်လာအောင်ဝင်ငွေလေးတွေရလာအောင် ကုညီမသားတာမျိုးလေးတွေဂျုံနိုင်တယ်နော်ဂျုံနိုင်တယ်ကိုကကိုကအခုကိုပြောင်းရွှေ့ရမယ့်နေရာနဲ့ပတ်သက်ပြီးတော့ကိုပလန်ထားတဲ့ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့လုံးဝရှင်းရှင်းလင်းလင်းသိလာရမယ့်အရာလေးတွေရှိတယ်ဒီနေရာမကောင်းတော့အသေးကြတဲ့ဆိုရင်လည်းပြောင်းရွှေ့ရဖို့အခြေအနေလေးတွေဖြစ်လာမယ် နော်အဲ့ဒီလိုပြောင်းရွှေ့တဲ့ချိန်မှာခုနလိုတားဆီးလေးတွေရှိနိုင်တယ်တိုက်ခိုက်လေးတွေရှိနိုင်တယ်အဲ့ဒါတွေအကုန်လုံးကိုရဲရဲဝံ့ဝံ့ကြော်လွားသွားပါကိုယ့်ရဲ့ဆုံးဖြတ်ချက်မှားမှကြောက်တယ်ဆိုရင်ဘာသာရေးလုပ်ပါနော်ကိုယ့်ရဲ့ဆုံးဖြတ်ချက်ဒီမှားမှကြောက်တယ်ဆိုရင်ဘာသာရေးလုပ်ပါ meditation လုပ်ပါအဲ့ဒီလိုလုပ်မှန်မှန်လုပ်နေ့စဉ်လုပ်လုံးလုံးမရှင်းရှင်းလင်းလင်းစိတ်ကအေးအေးချမ်းချမ်းဖြစ်သွားပြီဆိုတဲ့အချိန်မှာပေါ်လာတဲ့ idea အတိုင်းလုပ်ပါတကယ် ကောင်းမွန်တဲ့အပြောင်းလဲတွေဖြစ်လာမှာဖြစ်ပါတယ်เนาะအချီရေးမှာလည်း fulfillment ဖြစ်မယ်เนาะကိုယ့်ရဲ့မိဟောင်းဆွေဟောင်းနေနဲ့တွေးကြုံတဲ့အချိန်မှာလည်းကိုယ့်ကို fulfillment ဖြစ်စေမဲ့သူလေးတွေပါလာနိုင်ပါတယ်เนาะကိုယ့်ရဲ့မတွေ့သေးဘူးလောလောဆယ်မှာ single လေးတွေဆိုရင်လည်းချစ်သူလေးတွေကိုယ့်ကိုတကယ် fulfillment ဖြစ်စေမဲ့ချစ်သူလေးတွေကိုယ့်ကိုပြည့်စုံစေမဲ့ကိုယ့်ဘဝကိုကိုလိုချင်တဲ့ချစ်ချင်းမေတ္တာတွေပေးနိုင်မဲ့သူလေးတွေ ြန်လည်စုံစည်းတဲ့အထဲမှာတွေ့လာနိုင်ပါတယ်ပါလာနိုင်ပါတယ်သို့မဟုတ်ရင်ကိုအပြောင်းအရွှေ့အပြောင်းလဲလုံးလိုက်တဲ့နေရာမှာတွေ့လာနိုင်တယ်နော်ကိုပြောင်းတနေရာနေဒီနေရာနေတခြားနေရာကိုပြောင်းလိုက်တဲ့အချိန်ကြမှာ ကိုလိုချင်တဲ့ချစ်သူမျိုးတွေ့လာတာဒီနေရာနေတနေရာကိုပြောင်းလိုက်တဲ့အချိန်ကြမှာကိုမျော်လင့်တဲ့သူနဲ့ချစ်သူဖြစ်သွားတာနော်အဲ့ဒီလို အပြောင်းလဲလေးတွေနဲ့ကပ်ပါလာတာမျိုးတွေ့ရပါတယ်နော် အခုကြည်တာက2026မှာပြောင်းလဲကိုလိုလာနေတဲ့သူလေးတွေအတွက်ကြည်တာဖြစ်ပါတယ်။အဲ့ဒီတော့သူတို့ရဲ့ energy ကပဲ collective လေးတွေရဲ့ energy ကပဲရန်ကောင်းနေလို့လားမသိဘူးเนาะ။အပြောင်းလဲတွေတေချာပေါက်လာမယ်။ကို2026မှာကိုဘဝအခြေအနေတခုပြောင်းလဲနေတာဆိုရင်လည်းတကယ်အပြောင်းလဲတွေဖြစ်လာမယ်။အားရကျေနပ်ဖို့ကောင်းပါတယ်เนาะ။တကယ်အပြောင်းလဲလေးတွေဖြစ်လာမယ်เนาะ။လုံးဝအဆင်ပြေတာလေးတွေတွေ့လာမှာဖြစ်ပါတယ်။ ဒီကိုဘဝမှာကိုဖြစ်ချင်တဲ့အပြောင်းလဲလေးတွေဖြစ်လာမှာဖြစ်တယ်ဘာသာရေးကိုအဓိကလုပ်ပါเนาะဘာသာကြားလေးဆိုရင်လည်းကိုနဲ့သက်ဆိုင်တဲ့ဘာသာရေးကိုအဓိကလုပ်ပါပြီး meditation လုပ်ပါအဲ့ဒါဘာသာတိုင်းဘယ်လိုဘာသာဝင်မဆိုလုပ်လို့ရတယ်เนาะ meditation လေးတွေလုပ်ပါ meditation ကကိုစိတ်ကိုတည်ငြိမ်စေပြီးတော့ရှင်းလင်းပြတ်သားတဲ့အဖြေတွေကိုရရှိလာမှာဖြစ်ပါတယ်เนาะအဲ့ဒါလေးတွေမမေ့ပါနဲ့ collective လေးเนาะအရင်ဝမ်းတာနေပြီ collective လေးတွေအတွက် transformation ကိုလိုလားနေတဲ့ collective လေးတွေအတွက် universe message ကြည့်ပြမှာဖြစ်ပါတယ်နော် universe message လေးတစ်ချက်ကြည့်ပြမှာ universe က collective လေးတွေ2026ထဲမှာဖြစ်ချင်တဲ့အပြောင်းအလဲလေးတွေဖြစ်လာဖို့တဲ့။ဘာများ guidance ပေးခြင်းလဲ။ universe อืม ကလေးလေးစီလိုက်ပါအောင်မရှင်နော်ဘတ်တုံးကတော့ဒါပါပဲအဲ့တော့ universe ကကိုယ်နောက်မှာရှိပါတယ်နော် universe ကကိုယ့်ရဲ့နောက်မှာရှိနေရင်ယုံယုံကြည်ကြည်နဲ့ universe ကိုအနန္တပါအဓိက universe ရဲ့သဘောကကိုယ့်ရဲ့ကံတရားပဲနော်ကိုယ့်ရဲ့ကံကကိုယ်နောက်မှာရှိပါတယ်အဲ့တော့ကံကိုလည်းယုံကြည်ပါကံကိုယုံပြီးတော့နော်စူးပုံမနှင်းဖို့တော့လိုပါတယ်နော်အဲ့ဒါဘာလဲဆိုတော့ဘာသာရေးလုပ်မယ် ဘာသာရေးလုပ်မယ်ထပ်ပြောမယ်နော်ဘာသာရေးလုပ်မယ်ဘာသာရေးလုပ်မယ် meditation လုပ်မယ် okay အဲ့ဒါဆိုရင်အဲ့စူးပုံမနင်းမိတော့ဘူးအဲ့ဒီကံကိုယုံကြည်ပါနော်ခဏလေးကက်လေးစီလာအောင်မနော်ကဲအဲ့တော့ universe ကလည်းခုနကပြောသလို universe ကကိုယ့်ရဲ့နောင်မှာရှိပါတယ် universe ကကိုယ့်ရဲ့နောင်မှာရှိတဲ့အတွက်ကိုယ့်ရဲ့ကံကြမ္မာငါဒီလိုပြောင်းငါကံကြမ္မာဒီလောက်ထိကောင်းနိုင်မှာမလားငါကံဒီလောက်ထိကောင်းနိုင်မှာမလားတွေ့ဝင်နေတဲ့သူလေးတွေ ကံကောင်းခြင်းကသင်နဲ့အမြဲတမ်းထိုက်တန်ပါတယ်နော်အချစ်ကလည်းကိုနဲ့အမြဲတမ်းထိုက်တန်တယ်ကံကောင်းခြင်းကလည်းကိုနဲ့အမြဲတမ်းထိုက်တန်တယ်ကောင်းတဲ့အရာတွေအားလုံးကလည်းကိုနဲ့ထိုက်တန်ပါတယ်ချို့မှရှိတယ်နော် negative mindset များတဲ့သူတွေနော်လူကောင်းကိုယ်စီကိုလူကောင်းနေမလာဘူးနော်ကိုယ့်ဘောကောင်းနေတော့တန်တရားဖြစ်တယ်အဲအဲ့လိုလူမျိုးလေးတွေကိုယ်ကံကောင်းနေတော့ဟုတ်ကောဟုတ်ရဲ့လားဆိုတဲ့တန်တရားလေးတွေမဝင်ပါနဲ့နော် ကံကောင်းခြင်းကကိုယ်နဲ့ထိုက်တန်ပါတယ်အဲ့ဒီတော့ကိုယ့်ရဲ့ကံကြမ္မာကိုယုံကြည်ပါပြီးရင်ကိုယ့်ကိုယ်ကို self like ရှိပါကိုယ့်ကိုယ်ကို self respect ရှိပါเนาะကိုယ့်ကိုယ်ကိုအမြဲတမ်းချစ်ခင်ပါလေးစားပါကိုယ့်ကိုယ်ကိုကယ်လုပ်ပါเนาะကိုယ့်ကိုပျောက်မသွားစေနဲ့ကိုယ့်ကိုယ်ကိုချစ်ပါကိုယ့်ကိုယ်ကိုချစ်ခြင်းကကိုယ့်ကိုကံကောင်းစေတဲ့အရာတွေကိုယ့်ဘဝတွေဝင်ရောက်လာမှာဖြစ်ပါတယ်เนาะဝင်ရောက်လာမှာဖြစ်ပါတယ်ကိုယ့်ရဲ့ energy ကိုအမြဲတမ်းမြင့်တင်ထားပါเนาะ energy ကောင်းနေမှာဖြစ်မယ်တခြားမကောင်းတဲ့ energy တွေနဲ့ကိုကိုကိုစိတ်ရှုပ်ထွေးမခံပါနဲ့เนาะမကောင်းတဲ့ energy တွေနဲ့ကိုသွားနေတဲ့ကိုပလန်နေတဲ့အစီအစဉ်တွေမှာအနှောက်အယှက်ဖြစ်မခံပါနဲ့အဲ့ဒီမကောင်းတဲ့ energy တွေကနေပြီးတော့လွတ်အောင်နေပါရှောင်တတ်ဖို့လိုပါတယ်ကိုကို negative ဖြစ်စေမဲ့စကားပြောတဲ့သူတွေနဲ့တတ်နိုင်ဆုံးဝေဝေးရှောင်ပါเนาะကိုကိုဟို ကိုကိုစိတ်သက်ကြစေမှာကိုစိတ်ကိုကိုကိုအကိုရှင်းလင်းနေတောင်မှကိုစိတ်ကိုရှုပ်ထွေးနေအောင်လာပြောတတ်တဲ့လူတွေကိုတည်တယ်เนาะကိုကိုကိုတိုင်းတည်တယ်เนาะရှောင်းပါเนาะအဲ့လိုလူမျိုးလေးတွေလာပြောပြီဆိုရင်အင်းသူပြောတာတွေကိုခေါင်းထဲမထည့်နဲ့เนาะသူပြောတာတွေခေါင်းထဲမထည့်ငါငါစီစင်းနေရဖြစ်မှာငါအဓိကစနစ်တကျနဲ့နီးမှလမ်းမှနဲ့တွားရင် ဖြစ်ကိုဖြစ်တယ်ပဲကိစ္စမဆိုသေးเนาะအဲ့တော့အဲ့ဒါအောင်မမေ့ပါနဲ့เนาะပြောရွှင်မှုတွေကကိုကိုတိုင်းဖန်တီးယူပါမယ်เนาะ ကိုကိုတိုင်ဖန်တီးယူတဲ့အရာတွေကပဲကိုကိုပျော်ရွှင်စေမှာကိုကိုပျော်ရွှင်အောင်ကကိုကိုတိုင်ပဲလုပ်နိုင်တာเนาะတပားသူတွေတခြားအခြေအနေတွေကိုအရင်မမိခိုးနဲ့เนาะသူတို့ကတော့ငါ့ကိုပျော်အောင်လုပ်ပေးနိုင်နေမယ်เนาะဥမာဟိုကိုရဲ့ creation လုပ်နိုင်တဲ့ကိုရဲ့အစွမ်းအစာတွေကိုမထုတ်ဖဲနဲ့လीကံကိုပဲပြစ်ပုံထားတာသူများလုပ်ပေးလိမ့်မယ်ဆိုပြီးသူများကိုမိခိုးနေတာအဲ့ဒါဒီလုံးဝ မလုပ်ပါနဲ့ဒီနှစ်ကကိုရဲ့နှစ်ပါကိုကိုတိုင်လောက်ရမှာပါ queen of wands ပါနော်ကိုကိုတိုင်လောက်ရမှာပါကိုဖြစ်ချင်တဲ့ဘဝကိုကိုတိုင်ဖန်တီးယူရမှာ ဖြစ်ပါတယ်အဲ့ဒါမမေ့ပါနဲ့ universe ကလည်း message ပေးထားပါတယ် universe ကလည်း negative တရားတွေဝေးအောင်နေပါကိုကိုကိုပျော်အောင်ကိုကိုတိုင်ဖန်တီးယူရမှာဖြစ်ပါတယ်ကိုကိုကိုချစ်ပါ selfless self care selfless self care self respect နဲ့နေပါနော်ကိုကိုသူများက ဘောင်ကြောမလားအောင်ကိုကူကိုရက်စပက်ရှိရှိနဲ့ဘောင်ဒရီတစ်ခုထားပြီးတော့ကိုဘွားကိုတိဆောက်ပါဖြစ်ချင်တာတွေဖြစ်လာမှာပါနော်ယုံကြည်ပါအနိုင်ဆုံးစင်2026မှာ ကိုဘွားရဲ့အခြေအနေကလုံးဝ level up ဖြစ်သွားမယ်နော် level up ဖြစ်သွားမယ်ထိတ်ဆုံးမှုမရဝင်တောင်းမှာတဆင့်တော့တေးချမြင့်သွားမှာကိုတွေးရပါတယ် energy ရမ်းကောင်းပါတယ်အဲ့တော့ဒီ collective တွေးရတဲ့အတိုင်း ဟောပြတာဖြစ်ပါတယ်အဲ့တော့ collective တွေကလည်းယုံယုံကြည်ကြည်နဲ့လှုပ်လိုက်ပါเนาะယုံယုံကြည်ကြည်နဲ့ကိုလှုပ်ဆရာရှိတာကိုလှုပ်ပါအကြံဉာဏ်လို့ရင်ကိုလှုပ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်လို့ရလို့ရဆိုရင် universe ကိုတိုင်တယ်ပါเนาะ universe ကနေပေးပါလိမ့်မယ် meditation နေလှုပ်ပါကိုရဲ့အဆောင်အရှောက်တွေကနေပေးလာမှာဖြစ်ပါတယ်เนาะအဲ့ဒီတော့အရာအားလုံးကို ကိုယ့်ရဲ့ဘာသာရေးလုံး meditation လုပ်ပြီးတော့ကိုယ်စိတ်ကလုံဆော်တဲ့အတိုင်းပဲလုပ်ပါသူတစ်ပါးစကားကိုနားမယောင်ပါနဲ့ထပ်ပြီးတော့တတိပေးပါရနော်အဲ့တော့ကိုယ့်ရဲ့ကံတရားကိုယ့်လက်ထဲမှာပဲရှိပါတယ်နော်ကံကအလုပ်ပါအားလုံး collective တွေအားလုံးကံကောင်းပါစေ2026မှာဖြစ်ချင်တာတွေအားလုံးဖြစ်ပြီးတော့ပျော်ရွှင်ရပါစေဝိရာကိုယ်တိုင်းလည်းပျော်ရွှင်ရပါစေလို့ဆုတောင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်